ပင်ပေါ်မှာစဉ်းစားလိုက်ပါလာတဲ့ခီးတဲ့တူလေရင်တကားကိုဖွင့်ဖို့ကြိုးစားခဲ့တာကြောင့်လေရင်ကိုအရင်ပေါ်ဆင်းသက်ခဲ့ရတဲ့ဖြစ်စဉ်တခုအင်ဒိုနီးရှားနိုင်ငံဘာလီမြို့မှာဖြစ်ပွားခဲ့ရလို့သိရပါဗျ။ဘာလီမြို့ကနေဩစတြေးလျနိုင်ငံမဲဖို့မြို့ကိုဥတီပတ်တန်းခဲ့တဲ့ဂျက်စတာလေကြောင်းလိုင်းပိုင်းခီးတဲ့တင်လေရင်ပေါ်မှာစဉ်းစားလိုက်ပါလာတဲ့အမျိုးသမီးခီးတဲ့တူကအိန္ဒိယသမုတ်တရားပေါ်မှာပြန်တန်းနေတော့မှလေရင်တကားကိုဖွင့်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။လေရင်မှုတန်းတွေကအဆိုပါအမျိုးသမီးကိုဝိုင်းဝန်းထင်းထင်းနိုင်ခဲ့တာကြောင့်အင်းအင်းဖြစ်ခဲ့တာဖြစ်ပါတယ်။လေရင်ဆက်မစည်း င်တော်ရာကြောင့်လေရင်တကားကိုဝင်ဖို့ကြိုးစားခဲ့တာဖြစ်တယ်လို့အဆိုပါအမျိုးသမီးကလေရင်မှုတန်းတွေကိုပြောကြားခဲ့တယ်လို့သိရပါတယ်။လေရင်ပေါ်မှာလိုက်ပါဆင်းရဲလာတဲ့ခရီးသည်နေရာကြောင့်အနေနဲ့ဖြစ်စေဖို့အတွက်လေရင်ကိုနောက်ဆုံးမြင်လည်ပြီးဘာလီမျိုးမှာဆက်သက်ခဲ့တာဖြစ်ပါတယ်။လေရင်တကားဝင်ဖို့ကြိုးပမ်းခဲ့တဲ့အမျိုးသမီးကိုတောင်းရင်ရှိသူတွေကစစ်ဆေးမမြဲမှုတွေလို့ခေါ်ယူသွားခဲ့တယ်လို့လည်းသိရပါတယ်ရှင်။